မမဆယ်လီပေါ့ကိုဟိုရွှေသူဆိုရတဲ့မမဆယ်ဆယ်လီတခြင်းဟိုစဖွင့်တဲ့ချိန်မှာ तू လိုက်ပြီးတော့ order ပထမဆုံးကတော့ကိုတို့ဟိုပေါ့ဒီဘောက်ရဲ့ဒီဟိုကြောင့်ဟိုအဆူညံမှုကြောင့်လိုက်ပြီးတော့ဟိုဆိုရဲလို့ထင်တာပေါ့အဲနောက်တပြေးပြေးနဲ့မှအဲ့ဟိုအဲ့တခြင်းလာတိုင်း तू ကမရဘူး तू 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 ဆိုရမှာ ကျော်ပါ့အမီးလေးနှံ့ပြီးတော့အဲ့တချင်ကြားတာနဲ့ဟိုသူကတော့อืมသုံးမုတ်လောက်တော့ဆိုတယ်ဒါပေမဲ့အပြည့်ဝတခြားတချင်တွေကြတော့အပြည့်ဝမဆိုဘူးသူအဲ့မမဆယ်လီကတော့တော်တော်ကိုကြိုက်တဲ့ထဲမှာသူကပါတယ်ပါရင်မောကမမနဲ့မြန်ဟောဒါဒီဒီမဘုံဘုံဒါဒီဘုံဘုံဘုံစားမယ်ဘုံစားမယ် အိမ်မှာတယောက်တည်းကြံခဲ့ရမယ်ဒါနေခဲ့အောင်တော့ပြီးပြန်လာမှာမဟုတ်ခဲ့မယ်ဆိုရင်သူစောင့်နေသူတယောက်တည်းပဲဟိုနေခဲ့ရလို့ဆိုပြီးတော့လဲဟောင်းမနေဘူးအဲဒီဘရန်နာနဲ့ပဲထွက်ကြည့်သူပြန်လာတဲ့အချိန်အရန်ပျော်ဖို့ကောင်းတယ်အရန်အပြင်ကနေဘလောက်ပဲမောပုံပမန်းနဲ့ပြန်လာပြန်လာဒီအိမ်ရောက်ပြီဆိုတော့လေသူကဝရဏာနဲ့ကြည်နေလော်ဒီရေးလို့တော့ခေါ်ကြမှာမလို့သူကကြည်နေအဲကြည်နေအိမ်ရောက်ပြီဆိုတော့လေဝုံလုံးခုံပြီးတော့နမ်းပြီအဲ့အဲ့အချိန်ကတော့တော်တော်အမောပြေတယ် go I wake up to a little bit of drool on my pillow feel like it's gonna be a No name ရောကိုတီပါကလေးလေးနာမည်ကတော့လော်ဒီပါဗျညီမလေးတို့အဖော်ရအောင်လို့ဟိုအတူအမျိုးသမီးရဲ့ညီမလေးဟိုရန်ကုန်မှာလာနေနဲ့အဖော်ရအောင်လို့ဆိုသူတို့အတွက်မွေးပွေထားရင်းနဲ့နှစ်လသားလောက်ကလေးကဟိုပြောပါအခုတော့သူတို့ကတခြားစီထွက်သွားပြီဆိုတော့ကိုရိုးတင်မြားနဲ့သူကမိသားစုလိုပဲဟိုဖြစ်နေတာလေဟုတ်တယ်တချင်းဆိုတာက तू မမရအဲ့ညီညီလေးက သူကဘောက်အရန်ဖွင့်တာကိုဖွင့်တော့အချိန်မှာအဲ့ဟိုဟာမမဆယ်လီပေါ့ကိုဟိုဟာရွှေသူဆိုရတဲ့မမဆယ်ဆယ်လီတခြင်းဟိုစဖွင့်တဲ့အချိန်မှာသူလိုက်ပြီးတော့អော်တာပထမဆုံးကတော့ကိုတို့ဟိုပေါ့ဒီဘောက်ရဲ့ဒီဟိုကြောင့်ဟိုအသူညာမှုကြောင့်လိုက်ပြီးတော့ဟိုဆိုရဲလို့ထင်တာပေါ့အဲနောက်တပြေးပြေးနဲ့မှအဲ့ဟိုအဲ့တခြင်းလာတိုင်းသူကမရဘူးသူသူသူဆိုရမှာသူဆိုရမှာဆိုတော့အဲ့နဲ့ဟိုဆူလို့ပဲနေပါပါဆိုပြောတော့နောက်တပြေးပြေးနဲ့မှကိုတို့ ဟိုနေဘက်ကညီမလေးတွေနဲ့ဗီဒီယိုကောပြောတဲ့အချိန်မှာသူကြည့်ပါလားတီလို့မပါပဲသူကြည့်ပါလားဆိုအညီမလေးတွေကစိုးတယ်သူရဲ့ဗသက်ကတချင်းသာသားကြီးပဲကိုစိုးပြတယ်သူပြတဲ့အချိန်သူလိုက်ဆိုတော့ဩဒီတချင်းကိုသူတော်တော်ကြိုက်ပါလားပေါ့ဒီတချင်းကိုဘယ်ချိန်မှဖွင့်ဖွင့်သူကလုံးဝစိုးပြတယ်အဲ့ဒါအစားဆိုဒါကြတီလို့မလိုက်ဆိုတာ ကြော်ပါအမီးလေးနှံ့ပြီးတော့အဲ့တချင်ကြားတာနဲ့ဟိုသူကကြော်อืมသုံးမုတ်လောက်တော့ဆိုတယ်ဒါပေမဲ့အပြေဝတခြားတချင်တွေကြတော့အပြေဝမဆိုဘူးသူအဲ့မမဆယ်လီကတော့တော်တော်ကိုကြိုက်တဲ့ထဲမှာသူကပါတယ်ပါရင်မောကမမနဲ့မြန်ဟုတ်လား तू อ่ะสู่ละเย तू อ่ะยังตูอ้ากုံต้มไปแล้วสู่ล่ะบ่าวเล้เนี่ยตูปูไปแล้วอ้ากုံต้มไปสู่ล่ะแล้วบ่าวเนี่ยสู่တော့ตูยังตะบုတ်หลอกสู่ไปว่าเนี่ย तू အောင်ကမောတယ်မောတယ်ဆိုတော့သူအရန်မောနေမှာဆိုလို့တခါကျဟိုနှစ်ပတ်တခါဟိုတလားတခါအဲ့လောက်ပဲဆိုခိုင်းတာဟိုအရန်မောနေမှာဆိုလို့မောပါတယ်သူတို့အရန်အဲ့အတန်ထွက်ရမောပါမှာဆိုတော့ ဟိုပေါ့ချစ်ဖို့ကောင်းတာပေါ့ဟိုပထမတော့ဟိုလိုင်းမော်တွေပါနေတော့ကလေးကမဟုတ်ဘူးဒါဘောက်တန်ကြောင့်တင်နေဆိုတော့ဟောဟိုပြစ်မှာပေါ့ကလေးကိုကလေးလေးဒါကလည်းပြောခံနေရမှာဆိုတော့အဲ့နဲ့ဟိုအိမ်မှာပဲအိမ်မှာပဲဖွင့်ပြရင်သူပြင်းနေပြီသူငြိမ်းနေပြီဆိုရင်ဖွင့်ပြလိုက်တယ်အဲ့ဆိုင်ရန်ကြာသူလည်းမြူးသွားတယ်ကိုယ်တွေလည်းသူဆိုတာကြည့်ရဟိုပြောတာပေါ့ဒါဒီဒီမဲမောက်မောက် ်။ဒီမုံမုံမုံစားမယ်မုံစားမယ်။အမြင်ကိုကိုတို့နေ daily ပေါ့နေတိုင်းအလိုကိစ္စသွားမယ်သွားเสียရှိတယ်ဆိုရင် तू မလိုက်ရဆိုတော့ तू သိတယ်ကဲအိမ်မှာတယောက်တည်းကြံခဲ့ရမယ်။ဒါနေခဲ့အောင်တော့ပြီးပြန်လာမှမဟုတ်ခဲ့ကြမယ်ဆိုရင်သူစောင့်နေ။သူတယောက်တည်းပဲဟိုနေခဲ့ရလို့ဆိုပြီးတော့လည်းဟောင်းမနေဘူး။အဲဒီဘရန်နာနဲ့ပြီးတော့ထွက်ကြည့်။သူပြန်လာတဲ့အချိန်အရန်ပျော်ဖို့ကောင်းတယ်။အရန် အပြင်ကနေဘလောက်ပဲမောပုံပမန်းနဲ့ပြန်လာပြန်လာဒီအိမ်ရောက်ပြီဆိုရင်သူကဝရဏာနဲ့ကြည်နေလော်တီးရေးလို့တော့ခေါ်ကြမှာမလို့သူကကြည်နေအဲကြည်နေအိမ်ရောက်ပြီဆိုရင်ဝုံလုံးခုံပြီးတော့နမ်းပြီအဲ့အဲ့ချိန်ကတော့တော်တော်အမောပြေတယ်အပြင်ကနေပြန်လာကျအဲ့ချိန်လည်းအရန်ကတ်တယ်အဲ့အဲ့ချိန်သူဘာခိုင်းခိုင်းသူကဟိုဟာလောက်ပြေတယ်ဒါပဲအပြင်းပြန်လာရင်သူကစစ်သေးရဝင်သေးတာဟိုတို့အပြင်မှာဘယ်မှာဘယ်ကလေးနဲ့တဲ့ဟိုလောက်ခဲ့လေအဲ ဟိုဘယ်ကလေးကိုခြိခဲ့လဲဘယ်ကလေးကိုပုတ်တက်ခဲ့လဲဆိုပြီးအကိုအကုန်နန်းတာသူဘသိုးတွေရောဖန်တက်တွေရောဆိုတာသေးဝင်လာအဲ့နန်းတက်လာပြီးသေးဆိုသူမမဆိုပို့သွဲသူမကြည့်တော့သူကြည်တာကြည်တာကြည်တာမနာလို့စူးလဲဆိုရင်စူးတဲ့လူနဲ့မကတ်တော့ဘူးအော်ကိုကစူးလဲဆိုသူမမအနမ်းမှာပဲနေတော့အဲ့အဲ့ဆိုတော့နဲ့တကားဟိုသူကို response ပြန်မလုပ်တော့ဘူးဆိုရင်သူ့ကိုပြန်ချောရတယ်အဲ့လိုတော့ရှိတယ်ညောင်ငါသား လိမ်မှာပါတယ်ဆိုရင်အစာနဲ့ပေါ့ကိုကတော့အစာနဲ့ပဲပေါ့အဲဖြူချောင်းလေးကျွေးတာတော့သူအစာချောင်းလေးကျွေးတာတော့အဲ့လိုအဲအဲ့ခါနီးတော့ကိုကတမ်းမအရဘူးချနောင်နောင်ပြရတယ်သူကပါဆိုတော့သူဘောလုံးနေလိုက်သူ့တယ်အဲလိုက်သူ့ရဆော့ပေးနေရတယ်အဲသူဆော့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 ပေးနေရသူဘောလုံးဖွက်ပြရတယ်အဲ့ဒါကိုသူကမယမ်းမကလိုက်လိုက်ရှာလိုက်တိုက်တာတွေ့ပါပြီဆိုတာတွေ့ပါပြီဆိုပြီးသူ့ကိုတော်လိုက်တာတွေပါជីကျူးပေးရတာအဲအဲ့လိုမှအိတ်တာသူကဟိုသူရှိနေတဲ့အတွက်ဟို ိုမိသားစုချင်းချင်းလည်းပို့ပြီးတော့တက်ဖြစ်တယ်လော်ဒီတေးကဘလို့ဗာညာနဲ့အဲပြောရရင်သူကလည်းသဘောသဘောကျတယ်လူရဲ့စိတ်ခံစားချက်ကိုသူကလိုက်ပြီးတော့ခံစားတယ်မှကိုကအလုံးခုကြောင့်အပြန်ပြန်လည်းကိုကစိတ်မကြည်ဘူးကိုကကိုနေနေတယ်ဆိုရင်သူကသိတယ်ဒေါသဖြစ်နေလားမသိဘူးအဲဒေါသဖြစ်နေတယ်မသိဘူးအဘေးနဲ့မှလာပြီးတော့အဲသူဒါလေးဝဲပြီးတော့ညင်နာထောင်တယ်အဲပြောနေပြီဆိုတော့သူနဲ့သော့ပဲ အဲဘောသူ့ဘောလုံးလေးယူလာပြီးတော့ဆော့တော့ပဲအဲသူ့ရဲ့ခံစားချက်ငါကိုကဆော့ခြင်းလို့လာပါကလေးရလာပါဆော့ဆိုတော့သူကမဆော့ဘူးအဲ့လိုမျိုးတော့ရှိတယ်ပြီးတော့သူ့မမကိုကလေးသမားမပြောလို့မရအောင်ဝါဝါဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အဲ့လိုလေးသမားမပြောရဆိုတော့ကိုကလာပြီးတော့အဲ့လိုကိုက်မဲ့ပုံစံမျိုးပေါ့ဟမ်းမဲ့ပုံစံမျိုးအရန်လောက်တာသူကသူ့မမကိုအရန်ကာကွယ်အဲသူကဒီတိုင်းပဲယူတန်းတန်းမိသားစုစကားထိုင်ပြောနေလို့လေးသမ်းကျဲပြီးဟိတ်ဆိုလဲတော့မကြိုက်ဘူး အရန်ဟိုပါပြောနူးညံ့တဲ့အပိုင်းပေါ့ဖုန်းကြီးပဲမိသားစုဝင်ချင်းချင်းတော့ဖုန်းကြီးပဲအဲကြည့်မနေဖြစ်တော့သူသူရှိနေတော့တယောက်တည်းသော့ကြပါအောင်လောက်ကြပါအောင်ဆိုရင်ជីနူးရတာပေါ့အဓိကတော့ជីနူးရတာပေါ့လေးတွေကိုနေရတာ